မီတာအကွာဝေးလောက်မှာဖြစ်ပေါ်ခဲ့ပါတယ် Rista Scale 7.7အဆင့်ဟာဘယ်လောက်အထိတောင်မှာအင်အားပြင်းထန်တယ်လဲဆိုရင်ဒုတိယကမ္ဘာစစ်မှာအမေရိကန်ကဟီရိုရှိမားမြို့ကိုကျဲချခဲ့တဲ့အနုမြူဘုံးချက်တောင်မှာပြင်းထန်သေးတယ်လို့သိရပါတယ်ပညာရှင်တွေကတော့ငလင်တစ်ခုရဲ့ပြင်းရဟာငလင်ဖြစ်စေတဲ့ပြည့်ရွေကြောင်အမျိုးအစားပေါ်မှုတည်တယ်လို့ပြောပါတယ်ပြည့်ရွေကြောင်ကတက်တက်မမက်ဖြောင်းတန်းနေတယ်ဆိုရင်ငလင် area ဟာလည်းကြီးမားကျယ်ပြန့်သွားနိုင်ပြီးနေရာတော်တော်များများအထိတက်ရောက်မှုပြင်းထန်နိုင်ပါတယ် theory တွေအရတော့ပြည့်ရွေကြောင်ကပိုးကျယ်လေးလေးငလင်လျဲပိုကြီးလေးဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစုစာအတွင်းမှရင်ကို7နဲ့အထက်ရှိတဲ့မြေကလင်ကြီးတွေ6ကြိမ်လောက်လှုပ်ခဲ့တယ်လို့သိရပါတယ်။မကြောက်လို့ဆိုတော့မြန်မာနိုင်ငံဟာအိန္ဒိယကြောက်ထူလာနဲ့ယူရေရှားကြောက်ထူလာတို့နှစ်ခုတစ်ဆက်ထားတဲ့နေရာပေါ်မှာရှိနေတာဖြစ်ပါတယ်။ဒီကြောက်ထူလာကြီးနှစ်ခုကြောင်းပဲကမ္ဘာကျော်စကိုင်းပြည့်ရကြီးလည်းဖြစ်လာတာပါ။မြန်မာမှာကစကိုင်းပြည့်ရတင်တာမကပဲကြောက်ကြံပြည့်ရ၊ကပေါ်ပြည့်ရ၊ရွှေတိကံပြည့်ရ၊မိုးမိတ်ပြည့်ရ၊ချင်းတွင်ပြည့်ရနဲ့ဒေသရပြည့်ရအစရှိတဲ့ပြည့်ရပေါင်းများစွာလည်းရှိနေပါသေးတယ်။အဲ့ဒီတဲကမှစကိုင်းပြည့်ရကတော့ကမ္ဘာကျော်တဲ့အထိရှင်ရှားပါတယ်။ဒီစကိုင်းပြည့်ရကြီးပဲ လိုဖြစ်လာတယ်လဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်ပြောသလိုပဲကမ္ဘာကြောင်ထုလွှာကြီးတွေဟာအမြဲငြိမ်နေပဲတစ်နှစ်တစ်နှစ်ကိုစင်တီမီတာအနည်းငယ်ခန့်ကျွေလျားနေကြတာဖြစ်ပါတယ်မှတ်တမ်းတွေအရအချိန်အပြည့်လွန်ခဲ့တဲ့နှစ်သမောင်းများစွာလောက်တုန်းကအိန္ဒိယကြောင်ထုလွှာကြီးဟာအစတတိုက်ကိုတဖြည်းဖြည်းဝင်တိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်အားကြောင့်ပဲဟိမွန်တာတောင်တန်းကြီးဖြစ်လာခဲ့တယ်လို့အဲ့ဒီကနေဖြစ်တည်လာခဲ့တဲ့အချိန်နဲ့ဖိအားဟာဒီလောက်နဲ့တင်ရက်တက်မသွားပဲအရှိတ်ဘက်ကိုဆက်ပြီးတက်ရောက်လာပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံတည်ရှိတဲ့နေရာကမြေလွှာတွေဟာအိန္ဒိယနဲ့ရေရှားကြောင်ထုလွှာကြားမှာညက်ပြီးဘေးတိုက်ညာဘက်က ကို short cut သွားတဲ့လမ်းကြောင်းတစ်ခုပေါ်လာပါတယ်။အဲ့ဒီဘေးတိုက်ရွေလျားမှုဖြစ်ပေါ်နေတဲ့လမ်းကြောင်းကြီးကပဲစကိုင်းပြည့်ရွေဆိုပြီးဖြစ်လာခဲ့တာပါ။နှစ်သန်းပေါင်းများစွာတက်တန်းရှိအဆိုပါစကိုင်းပြည့်ရွေကြီးကို1960လောက်မှာမှစကိုင်းကဘူပီးပေတာပညာရှင်တွေစတင်လေ့လာနိုင်ခဲ့တာဖြစ်ပါတယ်။ကနဦးတုံကတော့ပြည့်ရွေအသေးစားသာဖြစ်နိုင်တဲ့ခြင်မှတ်ခဲ့ရပေမဲ့လည်း1969ခုနှစ်လောက်မှာဒေါက်တာဦးဝင်းစွေဦးဆောင်တဲ့မြန်မာဘူမိပေတာပညာရှင်တွေတိတိကျကျလေ့လာဆန်းစစ်နိုင်ခဲ့တဲ့နောက်မှာတော့စကိုင်းပြည့်ရွေကြီးဟာကျွန်တော်မြန်မာနိုင်ငံကိုတောင်နှင်းမြောက်လားရအတိုင်းအလဲကားနေပိုင်းထားတဲ့ပြည့်ရွေကြီးဖြစ်တဲ့ဆိုတာ ာကိုသိရပါတယ်။အစီအအပြင်ကီလိုမီတာ1900ကျော်ရှိတဲ့ဒီပြည်ရွေကြီးဟာမြောက်ဘက်မှာဆိုရင်တိဘက်ကုန်းမြင်ဟူကောင်းချိုင်ဝမ်းထဲဝင်ပြီးအိန္ဒိယအထီတောင်ရောက်သွားပါတယ်။အဲ့ဒီကနေမြန်မာနိုင်ငံထဲကိုဝင်လာခဲ့ပြီးမိုးကောင်း၊မုံမိတ်၊စကိုင်း၊အင်းဝ၊မန္တလေး၊ပျော်ပွဲ၊မိထီလာ၊မြေတာ၊တောင်ငူ၊ပဲခူး၊သုံးကွာအစရှိတဲ့မြို့ကြီးတွေကိုဖြတ်ပြီးမြဝကျုံဘော်ကနေတဆင့်တောင်ဘက်ကပ်ပလီပင်လယ်အိန္ဒိယသမုဒ္ဒရာထဲကိုစိုက်ဝင်သွားပါတယ်။စကိုင်းပြည်ရွေကြီးဟာတစ်နှစ်တစ်နှစ်ကိုပြတ်မြ18မီလီမီတာကနေ25မီလီမီတာနှုန်းနဲ့ရွေးလျားနေတဲ့သက်ရှိပြည်ရွေကြီးဖြစ်တဲ့ မိပြည်သာတိုင်းထကျွဲတွေအရဆိုရင်တော်တော်များနဲ့နှုံးထဲမှာပါဝင်နေပါတယ်။ဒါကြောင့်စကိုင်းပြည့်ပြည့်ကြီးမှာကြောက်တူလာနှစ်ချက်ပုတ်တိုက်လွန်ဆွဲမှုတွေကြောင့် PR တွေမျက်မျက်စုပုံပြီးအေယာမမြင်းကလင်ကြီးတွေလှုံ့နိုင်ကြီးကအယမ်းမြင်ပါပါတယ်။ဖြတ်သွားရမျိုးတွေကိုကြည့်မယ်ဆိုရင်လည်းမြန်မာနိုင်ငံရဲ့လူကြီးအများဆုံးမျိုးတွေတွေပါဝင်တယ်လို့တမိုင်းဝင်မျိုးတွေလို့လည်းပြောရတဲ့စကိုင်းမန္တလေးကင်းဝဘကုအစရှိတဲ့မျိုးတွေနဲ့တိုင်းနိုင်ငံလုံးအတွက်အရေးပါတဲ့အခြေခံအစအုပ်တွေတည်ရှိနေတာကြောင့်နောက်ထပ်မြင်းကလင်ကြီးတွေသာထပ်လှုံအောင်မယ်ဆိုရင်ဒီသတ္တတွေကငလင်ရဲ့တရားမှုကိုအခန်းစားရဆုံးဖြစ်နေအောင်ပါ။အထူးသဖြင့် င်မန္တလေးနဲ့စကိုင်းဟာစကိုင်းပြည်ရကြီးရဲ့အလဲပိုင်းလှုပ်ရှားမှုအများဆုံးအပိုင်းတိုင်းမှာတည်ရှိနေတာကြောင့်ငလင်းဘေးအန်ရဲ့အလွန်တရာမြင့်မားတဲ့ဒေသတွေလို့ပဲပြောရပါလိမ့်မယ်။ငလင်းကျောတည်ရှိရာမြေပုံတွေမှာလေးလာကြီးကြီးလောက်ဆိုရင်တော့စကိုင်းပြည်ရကြီးဟာစကိုင်းမြို့ရဲ့အနောက်ဘက်အင်းဝါတတအုပ်မြို့တွေနဲ့အလွန်နီးကပ်ပြီးမန္တလေးမြို့နဲ့လည်းမဝေးလှပါဘူး။ဒါကြောင့်လည်းအခုစကိုင်းနဲ့မန္တလေးမြေကလေးတွေမှာတက်ရောက်မှုအခန်းစားရဆုံးဒေသတွေဟာဒီဒေသတွေပဲဖြစ်နေတာပါ။မြို့နေလူထုကလည်းများပြားလာကြလို့တမိုင်းဝင်အစအုပ်တွေအချင်းပြားဖျားစီတွေလက်မဆက်တွေအတွက်ရှိပါတဲ့တားတွေဆယ်ရ တည်ရှိနေတဲ့နေရာတွေဖြစ်တာကြောင့်နောက်ကလင်ကြီးတွေထပ်လုပ်ခဲ့မယ်ဆိုရင်တော့မကြွေးရဲစရာပါပဲမြန်မာနိုင်ငံမှာတမိုင်းတလျှောက်လှုပ်ခတ်ခဲ့တဲ့မြင်းကလင်ကြီးတွေကိုလေ့လာကြည့်မယ်ဆိုရင်1983ခုနှစ်မတ်လမှာဆဲဘက်ကနေအိတ်ထီလှုပ်ခတ်ခဲ့တဲ့အင်းဝကလင်1930ခုနှစ်မေလမှာ Rista Scale 7.3အဆင့်ရှိတဲ့ကိုးကလင်1930ခုနှစ်ဒီဇင်ဘာလမှာပဲ Rista Scale 7.0အဆင့်ရှိတဲ့ဖြူးကလင်အဲ့ဒီနောက်တလတာချပြီး1930ခုနှစ်ဇန်နဝါရီလမှာ Rista Scale 7.3အဆင့်ဝင်းတုံကလင်ထပ်လုပ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့1930 1946ခုနှစ်စက်တင်ဘာလမှာ7.3 Richter scale အဆင့်စကိုင်းငလျင်ထက်လွှတ်ခဲ့ပြီးအဲ့ဒီနောက်1946ခုနှစ်နဲ့1990ခုနှစ်တွင်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်တွေဟာလည်းစကိုင်းကငလျင်တွေပါပဲငလျင်တစ်ခုစလုံးရဲ့ Richter scale ကလည်း7အဆင့်အထိဖြစ်လာကြောင်းစကိုင်းဟာငလျင်ကြီးတွေရဲ့ဒဏ်ကိုအခန်းစားအဆုံးမြို့လို့တောင်မှပြောလို့ရပါတယ်ဒီဘက်နှစ်ပိုင်းတွေမှာဆိုရင်တော့2012ခုနှစ်နိုဝင်ဘာလမှာ Richter scale 7.8အဆင့်ရှိတဲ့တပိတ်ချင်းငလျင်နဲ့အခု2025ခုနှစ်မှာ Richter scale 7.7နဲ့7.4အဆင့်ရှိတဲ့စကိုင်းနဲ့မန္တလေး ်ငလင်တွေလှုပ်ခတ်သွားခဲ့ပါတယ်။ဒီနေရာမှာထူးခြားချက်ကတော့စကိုင်းပြည့်ွေကြော်ကြီးကြောင်1930ခုနှစ်ထဲမှာကိုအင်အားကြီးမြေကလင်တခုလှုပ်ခတ်ခဲ့တဲ့အပြင်1932ခုနှစ်ဇန်နဝါရီလမှာလည်းထပ်လှုပ်ခဲ့ပါသေးတယ်။ဆိုတော့အချိန်အပြည့်6လ9လလောက်အတွင်းမှာတင်ကိုအင်အားကြီးမြေကလင်ကြီး၃ခုစတိုက်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်စကိုင်းပြည့်ွေကြော်ကြီးသာ1930 1932ခုနှစ်တွေတုန်းကလိုစတိုက်ရွေလျားလာခဲ့မယ်ဆိုရင်လာမယ့်နှစ်ပိုင်းတွေအတွင်းမှာကျော်တို့အနေနဲ့နောက်မြေကလင်တွေကြုံတွေ့လာရနိုင်ခြင်းရှိတယ်ဆိုတာကိုသတိပြုသင့်ပါတယ်။1930ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ အကိုမြင်းလင်းကြီးမှာဆိုရင်အကိုရွှေမော်တော်စီတီကြီးရဲ့စိန်ခုတော်မြေခါခဲ့ရတဲ့အထိပြင်းထန်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကမြန်မာနိုင်ငံရဲ့အကိုရန်ကုန်မန္တလေးအစရှိတဲ့မြို့ကြီးတွေဟာအခုလောက်ထိမခွင့်ပြိုးသေးတာကြောင့်သာဒီလောက်ထိမဆိုးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့မန္တလေးစကိုင်းလိုမြို့ကြီးတွေအပါအဝင်မြန်မာနိုင်ငံရဲ့မြို့နယ်ဒေသတွေအတွက်စကိုင်းပြည့်ရွေကြီးရဲ့အန်တီဟာဘယ်လောက်ထိကြီးမားသလဲဆိုတာကိုလက်တွေ့ကြကြသိခဲ့ရပြီဖြစ်ပါတယ်။ဆိုတော့ဒီတဘာဝဘေးအန်တီတွေကိုတားဆီးလို့မရဘူးဆိုရင်ကျွန်တော်အနေနဲ့မပါလို့ကြမလဲ။ကမ္ဘာနိုင်ငံတော်တော်များများကတော့တဘာဝဘေးနဲ့ပတ်သက်လို့ရှိရင်ကောက်ွယ် ခြင်းဟာကုသခြင်းတန်ဖိုးကောင်းတဲ့ဆိုတဲ့စကားကိုပဲလက်ကင်ထားပါတယ်ဖြစ်လာမှာကမန်းကဒန်ကုသတာမျိုးထက်မဖြစ်ခင်ကတည်းကဂျိုတင်ကောင်းဝင်ထားမယ်ဆိုရင်အဆုံးရှုံးအထိခိုက်တွေနေပါနိုင်ပါတယ်ဒါပြင်ဖြစ်ပြတဲ့အခါကျ